အားလုံးမင်းတို့လားအစင်းမင်းရဲ့ channel ကနေလို့ပြန်လေးကျေးဇူးပါတယ်ကျွန်တော်တို့ Benjamin Sakku ကိုခေါ်ရင်ကျွန်တော်အသိပ္ပာယ်ပါ impact တွေရ Benjamin Sakku ကိုခေါ်ရင်ကျွန်တော်တို့အသိရဲ့ကစားခံကဘယ်လိုဖြစ်သွားမလဲဘာတွေအပြောင်းလဲရှိမလဲဒီကစားသမားတကယ် impact ရှိမလဲဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးချိန်ပြပြမယ်နော်ကျွန်တော်တို့ Alexander Isak ကိုလိုချင်ခဲ့တုန်းကလည်းပဲ190 win ချေပတ်လည်နော်အဲ့ပတ်လည်နဲ့ကျွန်တော်တို့ Isak ကိုခေါ်ယူချိန်ခဲ့ပြီးတယ်ဒါပေမဲ့ Newcastle ရောက်သွားခဲ့တယ် အဲ့ချိန်တော့ရီယဲဆိုစီတက်မှလည်းပဲအီဆက်ကကိုယ်ရတရားဒီမှာ30 40ပြီးနေလို့မဟုတ်ဘူးပေါ့နော်ဟိုအီဆက်ကိုကင်းတော့တွေကရေရှည်ကြည့်ပြီးတော့ဒီဇာသမားတော့အသင်းမှာအဆင်ပြေမယ်ဆိုပြီးတော့ဒါအာဂျီတန်နဲ့ပုံဖွဲ့ကဆုံးဖြတ်ပြီးတော့ပုံယူဖို့အတွက်လုပ်တယ်ဒါမဲ့တိတိဆိုင်ဆိုင်နောက်ဆုံးတိတော့မခေါ်နိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ထားလိုက်ပါအခု19ပေါ့နော်သူတို့ဆက်ကိုကိုလောင်တန်းဆောက်ကြည့်လာခဲ့တာအခုချိန်မှာကျွန်တော်တို့က highlight လောက်ကြည့်ပြီးတော့ဒါကျွန်တော်တို့ကြည့်ပြီးတော့ Man City နဲ့ပွဲမှာ Goal Quest က hat trick သွင်းလာတော့ ကျွန်တော်တို့က highlight နဲ့တပွဲနှစ်ပွဲလောက်ကြည့်ပြီးတော့ကစားသမားတယောက်ကိုဘယ်တော့ဘယ်လောက်ကောင်းမြတ်ဆုံးဖြတ်လို့မရအောင်အဲကစားသမားရောက်လာတဲ့ဆိုရင်လည်းပဲကျွန်တော်တို့အသင်းမှာအကျိုးရှိမလားမရှိဘူးလားပြောလို့တော့မရအောင်ဘက်ဂျမင်ဆက်ကူနဲ့ Gogress မှာကျွန်တော်တို့ဘက်ဂျမင်ဆက်ကူရောက်လာခဲ့တယ်ဆိုတော့မပြောင်းလဲလို့ရတယ်ဆိုတော့เนาะသူရဲ့ prime time ကိုကျွန်တော်ညွှန်ပြီးရှိတယ်အခုချိန်တော့ဘက်ဂျမင်ဆက်ကူက prime time ရောက်နေပြောလို့မရသေးဘူးလူငယ်ကစားသမားပဲရှိသေးတယ်လက်ရှိမှာအသက်က21ပြည့်22ထဲမှာ သူတို့ကျတော့ကျွန်တော် DVU creation လုပ်နေတဲ့အချိန်မှာပဲသူရဲ့တက်ကပြည့်လာတယ်ပေါ့နော်မေ31မှာသူကအဲ bad day ဆိုတော့ပေါ့နော်အဲ့တော့ Benjamin Sarkozy ဟန်နေပြီးတော့ကျွန်တော်တို့အမြင်ပေါ်အတာချက်တွေကိုရရှိနေတယ်တေချာဘောက်ကတော့ Bundesliga လိုနေရာမျိုးမှာသူကစားပြီးတော့ခြေစွမ်းပြတာတွေကစားသူမှဖြစ်တဲ့အတွက်ကြောင့် Premier League level မှာအဝင်လေပါမလားဆိုတဲ့ကိစ္စကိုတော့အဲနည်းနည်းလေးပို့ပြီးဖြည့်ရှင်းမိတာဖြစ်နေတယ်ဘာလို့လဲဆိုတော့ Bundesliga လည်းသူအစ်စိတ်တန်းနေသူရှိနေတာပေါ့နော်အဲ့လိုနေရာမှာတော့မှသူက ခြေစွမ်းအသင့်အင်းရှိရဲ့ကစားသမားတွေပါတယ်ဒါပေမဲ့အရန်ကောင်းနေလားဆိုတော့အရန်ကြီးထူးချွန်ပြီးကောင်းနေလားဟုတ်အဲ့တော့အာဆင်နယ်အသင်းကပါဘက်ဂျမင်ဆက်ကူကိုခေါ်ယူခဲ့တယ်ဆိုကျွန်တော်တို့ပါတယ်ပြောင်းနေဖြစ်စကူဝဲခကောဗဲဒေဂိုပရက်စ်ဘေခကောအစနေအသင်းမှာလိုအပ်နေတဲ့အရာတွေကဘာတွေလဲဆိုတော့တောင်မန်ကို အတင်းကြီးအပြူကြီးဆော့တာမျိုးမဟုတ်ပဲချန့်စကီကိုကျွန်တော်တို့ဖြန့်သုံးဖို့အတွက်လိုအပ်တယ်အဲ့ဒါကတော့တိုက်စစ်မှုကောင်းကောင်းရောက်လာလို့ရှိရင်အ ုံးကောင်းသုံးတာလေးလို့မျှော်လင့်ရပြီမယ်။မွေးဒုံရင်းဆက်ကြီးကိုပဲကမယ်ဆို။အာဆင်နယ်သင်းအစီအစဉ်ဘူးမရှိဘူး။ပြောချင်တာကတော့လူကန်ဆာကဘက်ကိုအဓိကထားပြီးတော့တိုက်စစ်ကိုသွားတယ်ပေါ့နော်။ဒီမှာတိုက်စစ်ကစားသမားဆိုလေတာတောင်ပံကစားသမားတွေကိုကိုးရဖို့အတွက် drop D လောက်တော့လို့ဘောလုံးဆင်းယူပြီးပြန်ဖြတ်ပြီးရတာ။ဒီပုံစံမျိုးတွေပြီးသွားနေမယ်ဆိုရင်ကစားဘက်ကခတ်နေတာ။အဲ့ပုံစံမျိုးတွေမသွားဘူးပြောတာ။သွားတယ်။ကစားဘက်တစ်ခုကကျွန်တော်တို့ဒီဘက်ခင်မှာကိုဆိုးသွားတယ်။ တမျိုးနဲ့ဆော့လို့မရတော့ဘူးတမျိုးနဲ့ဆော့လို့မရဘူးပြီးတော့စာကာရဲ့ဝင်းကလက်ရှိအထိမှာအရန်ကုန်မှအတိချန်ဆွမ်းဆန့်သွားနေဆော့ရတယ်ဘာလို့လဲဆိုသူ့ရဲ့ဝင်းမှာအကူအညီပေးနိုင်တယ်နည်းနည်းဆဆရှိအဲ့အတွက်ကြောင့်မလို့ပြောမယ်ဆိုတိုက်စစ်၃ရောက်တန်းမှာအနေအကြီးဆုံးကစာကာစာကာကိုကျွန်တော်တို့လော့ကဒေါင်းလုပ်လိုက်ပြီဆိုကျွန်내ကစားသမားတွေရဲ့သွားမင်းတို့ကန်ဂျနာကန်ဆိုရင်တော့မှဆယ်ကိုးတကိုးဝင်မသေးကြတဲ့ကောင်ဖြစ်နေတယ်သူတို့စီရန်တွေလာတဲ့ cross ball တွေပါတွေကလည်းအရင်ကြီးမတိကြအောင်အဲ့အတွက်ကြောင့်မလို့စာကာကိုလူအများစုကပိတ် ။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ရဲ့ wing တစ်ဖက်မှာလည်းပဲစာကာနဲ့လည်းပဲဒန်းတူတော်ဆော့နိုင်။အစားသမားမျိုးတယောက်ကျွန်တော်ဖြစ်နေရှိလို့လို့လို့တိုက်စစ်မှာလည်းပဲဝင်လာသမျှဘောလုံး area ဘောင်းထဲမှာရှိသမျှဘောလုံးကိုအသုံးချနိုင်တဲ့တိုက်စစ်မျိုးမျိုး counter attack game မှာလင်းလင်းမြန်မြန်ကိုသွင်းနိုင်တဲ့တိုက်စစ်မျိုးမျိုးတွေကျွန်တော်တို့တတ်တယ်။အဲ့တော့ Arsenal အသေးအဓိကလိုချက်နှစ်ခုလို့ပြောတာဆိုရင် love win နဲ့ CF ပေါ့နော်။မဖြစ်မနေဘူးဖြည့်သိမ်းနေတယ်လို့ထင်တယ်။အခုအကယ်လို့သာ ကျွန်တော်တို့စီးရက်တယောက်ခေါ်လိုက်တယ်ကျွန်တော်ရဲ့ခေါ်ယူမှုအကုန်လုံးရက်ဆိုင်သွားပြီးတော့မန်တီနယ်လီနဲ့ပဲဆက်သွားမယ်ဆိုရင်လေဒါမဲ့နှစ်မှာအစင်နည်းနည်းလေးတော့ပြေးနိုင်တယ်မူရင်းကျွန်တော်တို့တိုက်စစ်ပြဿနာကိုဖြေရှင်းပြီးသားတော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့ဂျာနုံးပြစ်အတင်းကောင်းအနေနဲ့စူဖလာရီအများကြီးကိုစိန်ခေါ်ဖို့အတွက်ကတော့ချစ်လာအောင်ဟုတ်ဘူးဒါတော့နားလေစီကြည့်အနည်းဆုံးဒီနှစ်နေရာကိုမှကစားသမားကောင်းကောင်းနဲ့ဖြည့်လိုက်နိုင်လို့ဆိုတော့နောက်နှစ်ကလာတိုက်ပွဲကြီးမှာအာဆင်နယ်အသင်းကပို့ပြီးတော့ ကောင်းမှုနဲ့စိန်ခေါ်မှုတွေလုပ်နိုင်ကိုယ်ဆိုရင်မန်စီးတီးအသင်းချက်စီးအသင်းအကောင်လုံးကအရွှေလျားမှုတွေကိုမြင်မြန်ဆက်ဆက်နဲ့လုပ်နေတယ်လီဗာပူးအသင်းပိုတော်ပြောစရာမလိုဘူးသူစီကိုလာချင်တဲ့ကစားသမားတွေလည်းတကယ်အကောင်းနေပြီအာဆင်နယ်အသင်းချိန်နေတယ်ကိုယ်လည်းဘယ်ဂျင်မင်ဆန်ကိုသွားခေါ်နေပြီပေါ့နော်ဘယ်ဂျင်မင်ဆန်ကိုနေကတော့ဒါဖေမီစီမာလို့စီရတက်လာတဲ့တတိယချစ်လို့ကြောင့်မယုံကြည်လို့ရတယ်ပြီးတော့စကားကိုလည်းတိတိဆန်ဆန်ပြောနေပြီဆိုတဲ့အတွက်ကြောင့်ရောက်လာဖို့အတွက်ကျွန်တော်တို့ ခဏစရာလည်းတော့ဒီမျောလေးထားလို့ရပြီရောက်လာလို့လည်းများသွားတယ်နော်အဲ့တော့စက်ကိုရောက်လာမယ်ဆိုရင်စွန့်နာပြောရဲအပြောင်းလဲနေနေတယ်ဗီဂျူစက်ကိုဒီသူကဟိုပုံမှန်အဖြစ်သူက striker role မှာ striker စစ်စစ်နေနေတယ်ဆော့ရဲကစားသမားဘူးနော်သူလည်းပဲဘောလုံးစီးရယူတဲ့အပိုင်းကြီးဘောလုံးပြန်ပြန့်ပြီးတဲ့အပိုင်းကြီး weak and jet ဒီ count type ဘောကြီးအကုန်လုံးကိုလုံနိုင်နေတယ်တော့ကသူ့ရဲ့ prime time ကိုမရောက်သေးတဲ့အတိုင်းအောင်ပျော်လင်းလို့ရတဲ့ကစားသမားတွေဖြစ်တယ်ဒါပေမဲ့အာဆင်နယ်အသင်းဘက်ကလည်း ဒီလိုတိုက်စစ်မှုအကောင်းဆုံးရောက်လာပြီဆိုရင်သူတို့ဘက်ကဖြည့်ဆည်းပေးရမယ်သူတို့ဘောတွေပယ်စင်ကောင်းကောင်းတွေဒါမျိုးတွေလည်းပြန်ပြီးတော့ဖြည့်ဆည်းပေးဖို့ပြုတယ်အဲ့ဒါမှဒီတိုက်စစ်မှုတစ်ယောက်ကကိုယ်ကောင်းကောင်းတွေ့ရမယ်နော်အဲ့တော့အာဆင်နယ်အသင်းဘက်ကလိုအပ်နေတဲ့နောက်ထပ် love win တဲ့နေရာတော့ကိုလည်းကစားသမားတယောက်ထပ်ခေါ်ပါစီထပ်ပြီးတော့ညီနိုင်ပါစီဆူတောင်းရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်အဆုံးသတ်ခွင့်ပြုပါငွေကြေးတော့ဒေဂျီမီဆက်ကိုရောက်လာရင်အာဆင်နယ်အပြင်အပြောင်းလဲတစ်ခုခုဖြစ်နိုင်မယ်ထင်တာ ဘယ်ကြီးမဆက်ကိုသဘောကျတဲ့ fan တွေရှိဟာကိုမမရေးခဲ့လို့ရပဲနောက်ထပ်ပြီး unit ပြန်လို့ဆိုပြီးပါ